လားရှင်ပြာမင်္ဂလာပါဗျာမင်္ဂလာပါအရှင်ဆရာတော်ရဲ့ဘွဲ့နာမည်လေးနဲ့ဟိုနေတဲ့ကျောင်းလေးကိုဆက်လောက်မေးပြပါခင်အခုလက်ရှိနေတာကတော့အဲမင်းမြင့်ကြံမျိုးမင်းကျောင်းတက်ရဟုတော်ကျောင်းအနေပါလေဒီဘွဲ့ရတော့ကုတုံတရာဝန်သားလို့ပဲခေါ်ရတယ်ဒါမှဆရာတော်က88ရေကင်းကာလတုန်းကပါဝင်လှုပ်ရှားခဲ့လို့ထောက်ကြခဲ့တယ်ဆိုတာတပည့်တော်တို့သိရတယ်ခင်အဲ့တော့ဆရာတော်88ရေကင်းကာလမှာ ဘယ်လိုပါဝင်ဆောင်ရွက်ခဲ့တယ်ဘယ်လိုခက်ခန္ဓာပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာအများသိအောင်ဒီလေပြောပြပါဦးခင်ဗျာ88ရေးခင်းမှာကတော့ညဉ့်ညံမြို့နယ်လုံးဆိုင်ရာတပိတ်ကော်မတီကတော့တပိတ်ပုဂ္ဂရာဖြစ်ဆောင်ရွက်ခဲ့တာဖြစ်အဲအဲ့လိုဆောင်ရွက်တဲ့အစီအမံရှိပါတယ်ကျန်တာကတော့ဆောင်ရွက်ရတဲ့အကြောင်းရင်းကတော့မြို့လူစုထိခိုက်နေနာမှုတည်ကြည်ပျက်စီးမှုကိုယ်စိုးလူရဲ့ဖြစ်ပွားမှုအဲ့လိုမျိုးတွေ နည်းနိုင်မြန်နေအောင်ဖန်တီးဖို့အတွက်ဦးစင်းကဒီမှာဝင်ပြီးတော့ဆောင်ရွက်တာပါအဲ68ရေခင်းကာလမှာစစ်တပ်ကအာဏာသိမ်းတော့ဆရာတို့တပိတ်စခန်းကိုစစ်တပ်ကဟိုလက်နက်တွေနဲ့ပြစ်ခတ်ပြီးဖြိုခွဲတာဘယ်လိုမျိုးဖြိုခွဲတာလဲကြာအဲ့ဒါတွေပြောကြပါဦးအသေးပြောက်ရှိဖြစ်အဲ့ဒါအတွက်အသေးပြောက်မရှိပါဘူးအသေးပြောက်မရှိပါဘူးသူတို့ပြစ်တာတော့ G3 တွေရော G4 တွေရောအကုန်လုံးပြစ်ခတ်ပြီးတော့အာသူတို့ဝင်ကြတာပါပဲအကြမ်းတမ်းဝင်ကြတာပါအဲ့ဒီအကြောင်းရဲ့နိုင်ငံတွေပါတယ်ဆိုတော့အပေါက်တွေပြတ် ဆရာတော်ဒီ88ရဲ့အရေးခေပြီးတဲ့ခါကျတော့ဆရာတော်တခါတည်းဖက်ကန်ထိရတာဆရာတော်ဘယ်နှခုနဲ့မှဖက်ကန်ထိရတာဗျာ88ရဲ့အရေးခေကနေပြီးတော့တိတ်ရှောင်ပြီးတော့သွားလိုက်တာ89ခုနှစ်မတ်လ15ရက်နေ့ကျမှဖက်ကန်တော့ဗျာဆရာရဲ့89ခုနှစ်မှဖက်ကန်တော့နော်ဟုတ်ကဲ့ဆရာတော်ကိုဖက်တော့ကစစ်တက်ကလာဖက်နေလားရေးရလာဖက်နေလားဘယ်လိုရေးရလာဖက်နေပါဘယ်လိုပုံစံနဲ့ဖက်သွားလဲခင်ဗျအဲသူတို့ကလည်းတကယ်တမ်းဆိုလို့ရှိရင်တော့ဦးစင်းကိုတွေ့ရလိမ့်မယ်လို့သူတို့မပြောလင့်ဘူး မမျော်လင့်မဲနဲ့တက်ကြည်ကြီးတယောက်နဲ့တော့တာမန်ရဲတယောက်ပေါ့သူတို့မြောက်ပဲလာတယ်သူတို့မြောက်ပဲလာတော့သူတို့လည်းပေါ်ဒီပေါ်ဆန်နေလာတော့ဒါပေမဲ့ဦးစင်းကလည်းနည်းနည်းရှင်းနေတဲ့ကိစ္စတွေရှိတယ်ဦးစင်းအဖမ်းမခံရလို့ရှိတယ်အဖမ်းမခံရင်လူ30လောက်ကလွတ်မပေးပဲနဲ့ထိမ့်သိမ့်ထားမယ်ဆက်ပြီးတော့ပြဿနာရှာမယ်ဆိုတဲ့အဲ့ဒီသတင်းတွေကလည်းတို့ရှောင်းတိတ်နေတဲ့ကာလအတွင်းမှာကြာနေရတော့ အဲကဲရွေးငါဖန်ခံလိုက်လို့ရှိရင်ဒီလူတွေလွတ်နိုင်သလားအလွတ်နိုင်ခြင်းရှိတယ်အဲ့ဒါအတိလို့ဖန်ခံဆရာတော်ဖန်တော့ကျန်ကျန်နန်းနန်းဆွဲခေါ်ပြီးဖန်သွားတယ်ဘယ်လိုမျိုးပုံအဲ့လိုမဖန်ပါဘူးဒါဖန်တဲ့ပုံကိုယ်တည်းကအကြီးအိုက်တက်ချက်ကြီးဆိုတဲ့ပုံကအဥစဉ်ရဲ့မိဘတွေနဲ့လည်းခင်မင်ဘူးတယ်ဥစဉ်တို့ယူလာမှလည်းသူကရဲစခန်းကွဲပြီးဆွဲခဲ့ဘူးတက်ဆွဲခဲ့ဘူးအစကဲဘူးတော့သူကရင်ရင်ကြီးကြီးတည်နေလို့ပြောပါပဲ။အဆရာတော့ဟိုဖမ်းပြီးတော့ဘယ်ကိုခေါ်ရလဲ။ ရဲစကန်ခေါ်တယ်ပြီးတော့ထော်လိုင်းကိုခေါ်ရဲစကန်ဆိုတာဒီမြင်းကြံမြင်းကြံအမှတ်တရရဲစကန်ပြမခေါ်ပြီးတော့အဲထော်လိုင်းလေးလက်အပ်တာပါပဲပြမထော်လိုင်းထော်လိုင်းလက်တက်ရောက်တော့ဆရာတော့ဘာတွေကြုံတွေ့ရလဲခင်အဲထော်လိုင်းလက်တက်ရောက်တော့လေဒါမြင်းကြံတန်ခါနိုင်ကဥက္ကရဆရာတော်နဲ့တော့အတူပေါ့လေအခြားတော့တန်ခါနိုင်ကဆရာတော်ကြီးရဲ့ဥပ္ပံပေါ်ထားတဲ့သဘောထားအကောင်းမွန်တဲ့အတွက်အဲသူတို့ကလည်းအဲဥတုံမှာ ကြီးကြီးမားမားမင်းတို့နဲ့ပတ်သက်ပြီးပြည့်ချက်ကဘာမှမရှိဘူး။အဲ့ဒီတော့မင်းတို့ရင်ကြီးတင်တင်မှုတွေနဲ့တိုင်တွယ်ဖို့ဆိုတာသူတို့ဩဝါဒပေးတယ်လို့ကြားပါတယ်။ကြားတဲ့အတွက်တပည့်တော်ကိုလည်းကျန်ကျန်တန်တန်ကိုတိလက်ရောက်ပါတယ်ရှိပါဘူး။သို့တော်လည်းစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတွေပါလို့တော့ရှိပါတယ်။ဟုတ်ကဲ့ဆရာတော်စစ်ကြောရေးဝင်ရတဲ့ကာလမှာဆရာတော်အတွေ့အကြုံတွေပြောပါဦး။အဲဒါမေကွန်းတစ်ခုတည်းကို၄နာရီလောက်ကြာအောင်ဆက်ခါတက်ကမေးတာမျိုးလို့အဲနောက်သူတို့ကပဲလူချင်းလူလဲပြီးတော့စစ်နေပြီးတော့ဥစဉ်ကမအိပ်ရတာပေါ့လေအဲအဲ့ဒါတော့၄ရက်လောက်ကြာအောင် ရိုက်တာသူ့ရောရှိတယ်မရှိပါဘူးအဲ့ဒါတော့အဲတက်ပြင်မဲ့ဘာပြင်မဲ့တက်ပြလို့ရတယ်မင်းတက်လိုက်လို့ဘာမှမဖြစ်ဘူးလေပါလေအဲ့လိုရိုင်းရိုင်းဆန်းဆန်းပြောတာတွေလည်းရှိပါတယ်အဲ့လိုတော့ချင်းချောက်ပါတယ်ချင်းချောက်မလို့ဦးစင်းကလည်းအမှန်နာပြောလို့ရှိရင်ကိုဘကတစ္ဆာတရားအဖြစ်နဲ့ကိုကကိုလည်းယုံကြည်တဲ့အတွက်လက်ပြလည်းတန်းတဲ့အတွက်မှန်နာပဲပြောမယ်ခမားတို့ရိုက်လို့ပုံလို့နှိမ့်ဆက်လို့ညှဉ်းပန်းလို့ချင်းချောက်လို့ဆိုပြီးတော့ကျုပ်ကမမှန်တာပြောနေတယ်ဆိုပြီးတော့ ဲ့တော့ငင်းဆန်းတယ်တော့နောက်ဆုံးသူတို့ပဲရှော့ပြီးပါတယ်နောက်ဆုံးစစ်ကြောရတဲ့ပြီးတော့ဆရာတော်ဟိုစစ်ကြောပြီးတော့ဗောဆရာတော်ထောင်မှာထားလာလားဘယ်မှာထားလာလဲဗျာစစ်ကြောရပြီးတဲ့အခါကျတော့ထောင်ပို့လိုက်ဘယ်ထောင်လဲဗျာအဲညဉ့်ညံထောင်ပါဆရာတော်တယောက်တည်းထားလာဘယ်လိုထားလဲဗျာအဲညဉ့်ညံထောင်ထားလာတော့တယောက်တည်းပေါ့တိုက်တိုက်မှာတယောက်တည်းထားတယောက်တည်းထားလို့ညဉ့်ညံထောင်ကရေခင်းကာလာတော့လည်းသူတို့ထောင်ပြီးသားစုတွေကဥစဉ်ကူညီထားတဲ့ခြေစူးတွေရှိတယ်သူတို့ကဥစဉ်ကိုတက်တောင့်တက်တာပဲထားပါတယ် ဆရာတော်ဟိုဒီခါလဲဟိုတရားစီရင်တော့ဘောနည်းနည်းပြောပြပါဦးတရားစီရင်တာကတော့အောက်ရုံးမှာနှစ်ခါလောက်ရုံးထွက်ပြီးတဲ့နောက်မှာသူတို့ကစစ်ခုံရုံးကသူတို့ကင်မယ်ဆိုပြီးတော့အမှုတွေအားလုံးဆွဲလိုက်တဲ့အမှုတွေကတော့ကိုးမှုတွေဆွဲလိုက်တာဒီကန်တိတဲ့အမှုတွေကမတိတဲ့အမှုတွေကအကုန်လုံးဆွဲလိုက်တာကိုးမှုတော့ဆွဲပြီးတော့စစ်ခုံရုံးမှာပဲအမိန့်ချအမိန့်ချလိုက်ပဲစစ်ခုံရုံးမှာအကုန်လုံးပေါင်းချလိုက်တာတော့180ချတယ်မှန်ပါနောက်တစ်ပေါင်းနဲ့ပြလိုက်တော့190ချ ရာတော်ကိုတိုက်ပိတ်ထားတယ်လို့ပဲတပည့်တော်ကြားဟုတ်လားအဲတိုက်ပိတ်တာကတော့90နဲ့တင်မှာပဲတိုက်ပိတ်တာဘယ်လောက်ကြာဖွဲ့ပိတ်တာအဲတစ်နှစ်နဲ့နှစ်လောက်ပဲတပားတဲ့တိုက်ပိတ်တာဟုတ်တယ်အာတပားတဲ့ပိတ်တာကတော့တစ်နှစ်နဲ့တစ်နှစ်ထိမကြာဘူးလေတပားတဲ့ပိတ်တာက20နဲ့7ရက်တပားတဲ့ပိတ်တာ28ရက် တော့တတ်ပြီးပြီးတော့ဆရာတော်အများအကျဉ်းသားတယ်လို့ပဲအဆောင်မနေရတာအဆောင်မနေရဘူးဥစဉ်ကတချောင်းလုံးတိုက်တယ်ပဲနေရတယ်ဟုတ်တိုက်ပိတ်တာနဲ့တိုက်မပိတ်တာတိတ်မထူပါဘူးတိုက်ရဲ့သဘာဝကိုကလည်းပိတ်တာပါပဲထောင်ထဲမှာဆရာတော်နေခြင်းကာလမှာပေါ့နော်နှင်းပတ်နှိစက်မှုတွေပေါ့ဥမာဆရာတော်တွေဆိုရင်အလုတ်ကျန်းခိုင်းရတယ်လို့ကြားတယ်เออเจอတော့ဘာတွေလုတ်ခဲ့ရလဲဘာတွေကြုံတွေ့ရလဲအဲအဲ့ဒီဟာတော့ဦးစင်းကကံကောင်းတာလားအဲ့တလို့အထင်ကြီးကံလားလားမသိပါဘူး အဲဦးစင်းတော့ဘယ်သူမှလာပြီးတော့ခိုင်းတာမရှိဘူး။အာခိုင်းတာမရှိဘူး။သို့တော့အချားတော့တန်ဃာတော်များတော့ရေဘက်စကန်ပို့ပြီးတော့ရေဘက်စကန်မှာအကြံပန်းနဲ့ခိုင်းလို့တန်ဃာတော်6ပါးအထိပြန်တော်မူသွားတယ်ဆိုတဲ့သတင်းတော့ဝင်လာခဲ့။အဲ့ဒီအသေးပြောက်ရှင်းရလဲအခုချိန်အထိအတိအကျမသိသေးပါဘူး။ဆရာတော်ထင်တာပေါ့။ အဲ့ရေဘက်စကန်းနေလောက်ကျန်စကန်းနေမှာတန်ငါတွေဘယ်နှပါလောက်သေးရလို့ဆရာတော်ကြားလို့သိရအောင်အဲ့6ပါးသေးတာကတော့ဥစဉ်သိတယ်ဘောင်းနေလို့ဆိုတော့အဲ့ဒီမှာကြာလာတဲ့ဝန်ထမ်းလေးကဥစဉ်ကိုပြန်ပြောပြန်လူတွေတို့ဆိုတာသိတယ်ဘွဲတွေပါဘွဲတွေရာတွေမသိဘူးခင်ဗျဟောဆရာတော်အချင်းထောင်ထဲမှာနေတဲ့အခါကျတော့ဟိုစာဝတ်နေကြီးပေါ့နော်နေစဉ်စာဝတ်နေကြီးအကျမ်းမာကြီးကိစ္စတွေခက်ခဲကြုံလာတော့ဆရာတော်တို့ဘယ်လိုဖြေရှင်းစာဝတ်နေကြီးကိစ္စကတော့အဲထောင်းက ြီးတာကြွေးတာနဲ့ကတော့အသက်ရှင်ဖို့အကြောင်းမရှိဘူးအဲ့တော့တရားမဝင်ဘုထဲမှာချက်ပြုတ်စားတာချက်ပြုတ်စားကြရတယ်ဟင်းစင်းရွက်ပန်းကြီးရတယ်သူတပင်းအသီးရွက်ဆိုလို့ရှိရင်သူတို့ပေးတဲ့အသီးရွက်ကထောင်းမန်းလေးထောင်းဟောင်းမှာပေါ့လေလမ်းလုံးထောင်းမှာဆိုလို့ရှိရင်အသီးရွက်ကအဲ့နွန်နေဘွက်တွေနဲ့ကစွန်းရွက်ကိုအဲ့ကအောက်ကအမြင့်တွေလည်းပါအဲ့ဒါတွေကိုဓာတ်နဲ့ဆင်ပြီးတော့ဒီတိုင်းချက်ကြည့်တယ်ချက်ကြည့်တော့ကစွန်းရဲ့ဟင်းကလည်းဒဲဦးနဲ့ချက်တော့ တန်ကြီးတက်ပြီးတော့မဲနေတယ်အဲ့နွန်နေဘွက်တည်းရဲ့အနံ့ကလည်းတောက်လျှောက်နန်းနေနန်းသားတော့နန်းနေတော့ထောင်ထဲမှာပြောတဲ့ဝါဒါရှိပါတယ်အဲ့ဟင်းမျိုးတာရဘောတာရဘောလို့အများပြောပြီးတော့ဒါပြင်နောက်ထပ်စကလုံးတစ်လုံးထပ်ရှိတယ်အဲ့ဒါအရပါလားဝက်ခေါင်းခါဟင်းပြောပါဝက် တော်မစားဝက်တော်မစားဘူးအဲ့တော့ဦးစင်းတို့အချင်းပိတ်ကာလပေါ့လေအချင်းပိတ်ကာလတစ်နှစ်နဲ့နှစ်လလောက်ပေါ့လေအဲ့လောက် နေရတဲ့ကာလအတွင်းဆိုလို့ရှိရင်ဦးဇင်းတို့ကပုံစံအလွယ်ပြီးကျန်တဲ့ဟာတိတ်စားလို့မရစားလို့မရတော့လေဒီလိုပဲကြမ်းဖမ်းပြီးတော့လေဘေးကလည်းကူညီမဲ့လူကတော့ပေါ်ပါတယ်ပေါ်တဲ့အခါကျတော့တခါလေးဟိုသေးတဲ့လူပါပြဿနာတက်နိုင်တာဟုတ်ပြဿနာတက်နိုင်တော့ဥမာမုံလာတို့ပတ်မုံလာတပွင့်လာပြီးတော့ပေးသွားတယ်တော်တော်ခကြီးအဲ့တော့၅ရောက်လောက်တွဲထားတဲ့အခန်းဆိုလို့ချင်းတွဲထားတဲ့အချိန်မှာဆိုအဲ့ပတ်မုံလာတပွင့်ကခဏလေးနဲ့ပျောက်သွားတယ်ဘာလို့လဲဆိုအစိမ့်လိုက်စားပလိုက်ဟောလူတွေကသတင်းရလို့ဆိုပြီးတော့လာရှာခွေးလို့တဲ့အနံ့မရတယ် တို့ပစ္စည်းအစနာဘာမှကိုမတွေ့လိုက်အဲအဲ့လိုလေဘာခေါ်မလို့ငတ်တော့လေပန်းနိုင်ရင်ချက်ကလည်းဘယ်ရောက်နေမှမသိဘူးအဲ့ဒီကစားလိုက်တယ်အားဖြစ်သွားတယ်ဘာလို့ဆိုရင်အတိရွက်ကမစားမှမစားတို့တို့ဒါလဘောလည်းမစားနိုင်ဆရာတော်ထောင်ထဲမှာကြက်မရီဟိုမကောင်းတဲ့ခါရောစေကူသာဘူးခိုင်ဘူးပိုက်အောင်ပြောပါဦးအဲအဲ့ဒါတော့တော်တော်ဆိုးသွားတယ်အဲငါညဆိုင်မှာဦးစင်းအားတစ်ချောင်းလုံး နေခဲ့ရတယ်နေခဲ့ရတဲ့ခါကျတော့61 62အဲ့ပဝန်းကျင်61ပေါ်လေးအထူးပြန်ဆိုးတာပေါ့မန္တလေးထောင်ကအဲငားညဆိုလို့ရှိရင်အပြင်းထုတ်မှုဘလောက်ပဲတင်းနဲ့တင်းကောင်းပေါင်းလည်းဖြစ်လည်းမကုမကုလို့လည်းအဲ့ဒီမှာအဲကျွတ်တို့ထီကရဲဘော်တယောက်ပေါ့ကြီးစရာတယောက်ပါအဲသူဆုံးပါသွားတယ်အဲအဲ့နောက်တော့ဦးဇင်းတို့ကလည်းစဉ်းစားရတာပေါ့အဒီကောင်နေရဲ့ဟာကိုမျောနေမလို့ပြောတယ်ဒိုနီတို့ကလည်းသူကြံဖန်လို့မှာပဲဆိုပေါ့ အဲဆရာဝန်နဲ့ပူပေါင်းပေါ့လေအဲစိတ်တက်ကြကြီးတွေပါလို့နဲ့ပူပေါင်းအပြင်မှာသားစုတွေနဲ့ဆက်တွေ့ဆက်တွေ့ပြီးတော့အဲတရားမွန်စေးတွေတွန်းဆိုအဲတွန်းပြီးတော့မှအဲသူတို့ကုသမှုနောက်အကျဉ်းသားဆရာဝန်လည်းရှိသူတို့ကထောင်ကြနေတယ်ကလေးသပိတ်ကဒေါက်တာဆင်းရဲ့အဲနောက်ပြီးတော့အထက် AB ကဒေါက်တာဝင်းမောင်ရဲ့တဲ့ AB မှုနဲ့ကြာလာတယ်ဒေါက်တာဝင်းမောင်ရဲ့အဲသူတို့နှစ်ယောက်ကလည်းဦးစင်းတို့ဝိုင်းပြီးတော့ဒီဥစားတော့နောက်ဆေးပစ္စည်းလေးလည်းစုံသွားတော့ဦးစင်းတို့ကအဲ့နောက်မှာတော့ အဲဒီလိုဝန်ရှော့ဝန်ကိုက်တွေခြူပြောနေတဲ့ယာစီမှာတော့မသိကြတော့ပါဘူး။ဟိုဆရာတော်ထောက်မှနှစ်ပေါင်း20ကျော်ပေါ့နော်။နေကြတယ်ထဲမှာ။ဆရာတော်ထောင်ထဲမှာနေကြတာအဆိုးဆုံးမြင်ကွင်းတစ်ခုနှစ်ခုလောက်ကိုဆရာတော်ပြောပြပါဘူး။သိပြောပြပါဘူး။အဆိုးဆုံးမြင်ကွင်းအဆိုးဆုံးမြင်ကွင်းကတော့ကဘောရဲပဲပြန်နေရဲ့နေ့တိုင်းမနေ့တိုင်းမနေ့၄နာရီလောက်ရှိလို့ရှိရင် တက်ဘော်ဒီထုံမဲ့ဟေးဆိုဟောတဲ့အတန်အဲ့ဒီအတန်ဟာအမြင့်ဆိုးသွားတယ်အနေတိုင်းလဲတက်လောင်းတည်တယ်ဆိုတာမရှိဘူးနှလောင်းကနေလေးလောင်းအထိပဲတည်တာရှိတယောက်တည်းတည်တယ်မြေပြတ်အဘော်ရဲ့ပဲစကံ92ခုနှစ်လောက်မှာစပြီးဖွင့်တော့အဲ့ဒါနေပြီးတော့လူ1800လောက်ပထမဆုံးအတုပ်ပို့တယ်မန်းလေးထောင်ကိုပြန်ရောက်တာအသက်ရှင်ရပြန်ရောက်နှစ်ယောက်ပဲရှိအဲ့ဒီနှစ်ယောက်ကလည်းနှစ်ယောက်သေးရလည်း အသက်ရှင်ရဲ့အပြင်မှာမိသားစုနဲ့ပြန်တွေ့ခွင့်ရတာတော့ဟုတ်စံသိင်းဆိုတဲ့ဗိဉ္စာရှံအဖို့ကြီးတယောက်အဲ့တော့အဲ့ဒီကာလအတွင်းမှာဒီလူတွေကဒီလူတွေရဲ့ပုံကိုဥစဉ်စာနယ်လည်းမခွင့်နိုင်ဘူးပဇက်နယ်လည်းမပြောနိုင်ဘူးဘောရေးပဲပြန်တယ်ဒီအရေးပြားတွေဆိုတာတွေကသူတို့ခန္ဓာကိုယ်တစ်ခုလုံးမှာဒီအရေးပြားတွေရဖြစ်ပြနေတဲ့ပုံညာအစားနဲ့ရေးလို့လည်းမရဘူးအဲ့ဒီတော့လည်းစဉ်းစားမိပါတယ်ဒီဟာကိုရုပ်ရှင်ရိုက်မယ်ဆိုတော့ရုပ်ဆောင်မယ်လို့ရှိရှိမိကဆရာရှိရှိ ဒီဟာအတွက်တူအောင်ဖန်တီးနိုင်မယ့် make up ဆရာရှိနိုင်ပြီရေးသားတွေကလည်းပြည့်စုံတော်တော်ဆိုးဆိုးကတော့မိတ်အရခေါ်တော့မိတ်ဆူနာကြီးလို့ခေါ်မှာပေါ့လေသူတို့ခက်ခွက်နာဆိုတာရှိချုပ်ဟိုဆိုးရတဲ့ချုပ်တစ်မျိုးကြိုက်လို့ဖြစ်တဲ့ဖက်ခွက်နာအဲ့ဖက်ခွက်နာအပေါက်ကြီးနေတာသီးတန်ရဲနေတဲ့လောက်တရတပွားပွားနဲ့အဲ့လောက်တွေကိုနေတိုင်းအဲ့ဘကောထုတ်ပြီးတော့ပေးနေတဲ့ပုံကူလေးလည်းတယောက်ရှိပါလေ။သူကလည်းဘိန်းစားတော့ဘိန်းစား။စင်းမှုနဲ့ကြာမလို့သူကလည်းတင်မွေးကူဆောင်းဝင်လိုင်းရ အကောင်လေးတယောက်ဆိုတော့သူကလည်းစေနာပါပါနဲ့သူ HIV သူ့ကိုယ်သူဖြစ်နေတာတေမာတိတယ်တပိတော့ဂေါတကမေမလို့တပိတော့ဗုဒ္ဓဘာသာယူဆအောင်ယုံကြည်ပါလေတပိတော့ဗုဒ္ဓဘာသာအတိုင်းတပိတော့သိသွားမှာပါဆိုပြီးတော့သူတရားလည်းထိုင်ပါတယ်အဲ့ပုဂ္ဂိုလ်ကအမြဲတမ်းအဲ့လောက်တွေလည်းရှင်းပေးအဲ့ဖက်ခွနာကြီးတွေလည်းစေတွေထည့်ပေးအဲ့ဆရာဒီလူနာတွေကမနေ့ဆိုဆိုအင်သာသွားအင်သာသွားအင်သာပြန်လို့ဆိုလို့ရှိရင်သူကလည်း အတိအကျဗီတာမင်ကိုတားတောင်းတနေလားမသိဘူးအဲ့လမ်းပြီးတွေ့နေပရန်နိုဝါပင်လေးပါလိလို့ဆွဲနှုတ်ခါကြတဲ့ထို့ဟိုတောင်းရဖို့ကန်ရလဲဖဲ့အောင်မဆွဲနဲ့ဒီလူတွေမင်းတို့မင်းတို့ဘာဖြစ်တဲ့ညာဖြစ်နေဆဲပေါ့ဆဲပြောမင်းတို့အဲ့လိုလုပ်ရပြီးတော့တေးတော့ငါ့အမှုတွဲဦးမှာဘာနဲ့ဆိုပြီးတော့ရိုက်ပေါ့အဦးစင်းလည်းအဲ့ဆေးုံတက်နေရချင်းတော့ရိုက်တော့မရိုက်ပါနဲ့တော့ကွာလို့အဲ့အရွက်ကတော့တင်းထားလိုက်ပါလို့အရွက်ကတော့အန်ဒီရရှိတယ်လို့ပြောရင်မဲရိုင်းကြီးတွေကအဲ့အရွက်ဒီပေါ်မှာတောက်ရှောင်းနားနေတယ်ဒေါင်းနှကောင်နားတာမဟုတ်ဘူး အပြုံလိုက်အပြုံလိုက်အသီးအသီးတွေသီးနေလာတော့နာအဲ့ဒီအရွက်ကိုသူကခုစားအဲ့ဒီနေတာငတ်ကုန်ငတ်လို့အဲအဲ့ဒီမှာအဲဦးစင်းရဲ့ဝစီကံမလေးမာမှုပေါ့လေမလေးမာမှုတစ်ခုလို့ပြောချင်ပါသေးတယ်အဲ့ဒါတော့ဗာလဲလို့ဆိုတော့အဲ့မှာဦးစင်းအဲ့ကလေးအွားလေးကိုကြည်နေတာအဲ့ကဘောပြန်ကိလနာတွေကြည်ကြည်နေတော့ရှိသေးရဲ့နောက်ကအတန်တန်ဒီလိုလူတွေကိုတဲ့ ်ပြုတ်ပြီးမှဆိုရင်ပင်လဲတဲ့ချတက်ပြအတုတ်ပြီးမှမဟုတ်မဟုတ်မဟုတ် तू ကအကျဉ်းသားပါအကျဉ်းသားတယောက် तू ကပြုတ်ပြီးမှလိုပဲတဲ့ तू ပြောတာ ပြုတ်ပြီးမှလိုပဲတဲ့ပင်လဲတဲ့ချပြီးတက်ပြရမှာလို့ तू ကအဲ့ဒီတိုင်းကိုဆုံးဖြတ်ချက်ပေးဆုံးဖြတ်ချက်ပေးတဲ့စကားပြောဥစ္စာနဲ့ဒေါကံကလက်ကြည့်လိုက်တော့လေကိုသားအရွယ်လောက်တောင်မရှိတဲ့ကောင်းကပြောတာဒီကြောင်းဒါအကြောင်းသားလေးတယောက်ဆိုတာလည်းသိတယ်ငါညာဆိုင်ကဆိုတာလည်းသိဥစ္စာနဲ့နေတဲ့အခါငါညာအခါတတ်တတ်ရှိတခါအဲ့ဒါဆေးုံတယ် အဲ့တော့ DKR ပြောတော့သူချင်းစိတ်ထဲရမခံနိုင်ဘူးမခံနိုင်တော့ဟဲ့အောင်မေဘာစကားပြောတာမင်းလူဟုတ်ရဲ့လားလူမင်းလူပဲစကားလူစကားမထွက်ဘူးမင်းကိုချင်းစာနာသိမရှိဘူးမင်းအဲ့ကောင်တွေဘာလို့ယွန်းလို့လားယွန်းတာနဲ့မင်းကဒီလူတွေကိုတတ်ပြန်မှာဒါလည်းအသေးပဲမရှိမင်းဘာလဲမင်းအဖေပဲအဲ့လူဖြစ်ခဲ့မင်းအကိုကြီးအဲ့လူဖြစ်ခဲ့မင်းဒီလူပဲဒီတန်းချမှာမင်းအဲ့လူတတ်ပြန် မင်းပြောစမ်းပါအောင်အဲ့တော့မင်းကုချင်းစာတရားမရှိဘူးဘာနဲ့တော်တော်အော်အော်ငေါ့ငေါ့နဲ့သူ့ကိုပြစ်စက်လက်ခတ်တွေရှောက်ပြီးတော့ပြောဖြစ်တာပါလေဓာတ်တယ်နည်းနည်းကျမ်းပါလေဟာဦးသိန်းအဲ့လိုခက်ကြမ်းကြမ်းနေပြောပြီးဒီကလေးလည်းအဲ့တော့မင်းဘယ်သူကတင်တာလဲဘယ်လိုဆရာကတင်တာလဲပေါ့ဟောတပည့်တော်တို့ကလည်းမလိမ္မာဘူးဆိုလို့ရင်မိဘဆရာသမားပါထိလာပြတပည့်တော်တို့ဘာမှယုံကြည်မှုပါအဲ့တော့မိဘဆရာမင်းဘယ်လိုမိဘကတင်တာလဲဘယ်လိုဆရာသမားကတင်တာပဲအဲ့သူ့ဆရာတယောက်ကပြောပြလို့ပါလို့အဲ့တော့ဘယ်ဆရာလဲလူထပ်မိတဲ့ခါကလေးကမပြောတော့ပါဘူး ဟောတပည့်တော်ရဲ့ဒေါသပုံထနေတဲ့ညက်နာအတန်ပေါ့လေအဲ့ဒါကြည့်ပြီးတော့သူလည်းလန့်သွားအောင်ရှောင်းထွက်တော့ပဲအဲ့ကလေးလည်းတော့မတွေ့ပါဘူးမတွေ့မလို့ဥစဉ်ကတော့စိတ်ထဲတော်တော်တော်ခံစားပါတယ်ခံစားမိကြတာဘာလဲဆိုတော့ဘာလို့တို့ကျန်းတဲ့နှလုံးသားတွေသင်ပြကြတာအဲ့လိုကဥစဉ်ပြောတဲ့စကားတွေတခုရှိနေတယ်အဲ့ဒါဒီလူနာတွေကဒီလိုအဖြစ်မျိုးသူတို့လူချင်းလို့ရွေးချယ်ထားတာမဟုတ်ဘူးရွေးချယ်ပြီးထားတာရက်စက်တဲ့အာနာရှင်တွေ ရွေးချယ်ခွင့်မရှိဘဲနဲ့ဒါနှိမ့်ဆက်လွတ်လိုက်ဒီတန်းဖြစ်နေတာသူတို့မလို့ခြင်းမဲနဲ့ရထားတယ်ဘောရမှာမင်းအဲ့ဒါလေးလို့နားလဲပါဘူးအဲ့တော့ပြောလို့ပြောလိုက်ပါတယ်သို့တော့အတန်လိုင်းနေရောရုပ်ရုပ်လက္ခဏာအရာရောဥစဉ်အဲ့မှာကာယကံရောဝေစီကံရောမကောင်းပါဘူးအမှန်တည်းတော့ဓာတ်တွေနူးနူးညံ့ညံ့တိမ်တိမ်မွေ့မွေ့လေးနဲ့ဆုံးမတင်တာဘောလူငယ်တယောက်ဟုတ်ဆရာတော့အခု86ခုနှစ်ကနော် ဆရာတော်ဖန်ကန်တီးပြီးတော့ရောက်တာအဲထောင်ထဲမှာနှစ်နှစ်ဆယ်ကျော်နေခဲ့ရတယ်နော်ဟုတ်ကဲ့အမောက်ရယ်ဟုတ်ကဲ့ခုနှစ်ကလွတ်တာလေဗျအဲ2017ထဲမှာလွတ်တာ2017မှာအလုံးဆိုရင်ထောင်ထဲမှာဘယ်နှစ်နှစ်လေဗျ20နှစ်နဲ့6လအတိပါပဲဗမာလူတွေ့ရင်20နှစ်နဲ့6လအတိပါဗျဟုတ်လား20နှစ်နဲ့6လဆိုတဲ့ဟာကဟိုတော်တော်ကြီးကိုမျိုးဆက်တစ်ခုပကအောင်ကြာသွားတာပေါ့နော်တမပါဗျအဲ့လိုထောင်ထဲမှာ ဆရာတော်စင်စင်ရဲရဲနဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဟိုတင်ပေါ့ဟိုညွန်းညွန်းငယ်ငယ်နဲ့ပေါ့နော်နေခဲ့စိတ်တက်ကြမယ်ဆိုရင်ကြတော့တယ်နေပေါ့မယ်ဒီလိုမျိုးကာလာကြီးကိုဆရာတော်ဘယ်လိုမျိုးရှင်တောင်ကိုယ့်ဘဝကိုရှင်တောင်ဖြတ်တန်းလာတယ်ခင်အဲအမှန်တိုင်းပြောရရင်တော့မစခင်ကနေကတပိတ်ကော်မတီစပြီးတော့ဖွဲ့မယ်လို့ဆိုနေကမင်းဒီထဲဝင်မယ်ဆိုရင်စဉ်းစားတိသိမယ် နှစ်ထောင်ကြသုံးကိုလက်အင်္ဂါမှတ်တမ်းဆွမ်းဖြစ်အဲ့ဒီသုံးခုလုံးကိုမင်းလက်ခံဖို့အစဉ်သင်းဖြစ်ပြလားခုခုဘုရင်ထုတ်ပါတယ်အဲ့ဒါနှစ်ရက်ကြာပါတယ်နှစ်ရက်ကြာတော့အဲ့တော့နောက်ဆုံးတော့ဥစဉ်နဲ့အခြားဥစဉ်ရဲ့လုပ်ပေါ်ကံပဲဥအောင်သူနဲ့အဲဥအောင်သူလည်းသူနှစ်ရက်စဉ်းစားခိုင်းပါတယ်ခင်ဗျာဒီတဲ့ဝင်လို့ဝင်လို့ရင်ခင်ဗျာအဲ့ဒါတော့စဉ်းစားလို့ခင်ဗျာမှာတားမရနဲ့ဇနီးနဲ့တားတားသမီးသုံးယောက်နဲ့ခင်ဗျာစွန့်နိုင်မစွန့်နိုင်ကိုယ်တော်မလုပ်ပါဘူး ဒါစပြီဆိုရက်လို့ရဆုံးတည်သွားပြီးတော့ခုခလုတ်နှိမ့်လိုက်တယ်လို့လည်းထပြီးအာနာရှင်ကပျောက်သွားတယ်ချင်းတူတူလေးနဲ့မရဘူးနော်ဒီဇလန်အဲ့တော့ဘောင်တူလည်းစဉ်းစားကြဥစဉ်လည်းစဉ်းစားပြီးတော့နောက်ဆုံးတော့အဲပြီးတော့ဆုံးဖြတ်ချက်ချရတယ်လုံမယ်ငါဘောကတခုလုံးဆွရတယ်ငါတပည့်အတိုက်အောင်တန်ငါပါ60လောက်ရှိတယ်တန်ငါတွေရောအကုန်လုံးကဆွေးမိမိတွေကဒီပါတွေရောပါတယ်အကုန်လုံးကငါဆွရတော့ဘောကတခုလုံးကညှို့နေရတော့ အဲ့ဒီစိတ်ချက်နဲ့လှုပ်သွားတာဖြစ်တဲ့အတွက်ဟိုထက်ရောက်တော့လေတိတ်ထူးထူးခြားခြားမခံစားဘူးဒီစကားပြောလို့ရှိရင်တိတ်လေကြီးတယ်လို့ထင်တယ်တကယ်အမှန်တကယ်ကိုတပီတော့မခံစားဘူးမခံစားရလို့လေတပီတော့တော့ဟိုတခါတခါတော့လေဝင်တာပေါ့ဗျာအတိတ်ပြန်တွေးလိုက်တဲ့အခါအတိတ်ရှည်ရှည်တွေးမိတဲ့အခါအနာဂတ်ရှည်ရှည်မျှော်မိတဲ့အခါအဲ့ဒီအခါတော့ခံစားမှုဝင်လာဝင်တယ်သို့တော်တပီတော့ခဏနဲ့ဖြတ်တယ်အဲ့တော့ဒီမှာတစ်ခုဖြတ်မိကြတာက ဟိုဆရာတော်က88ကာလစပြီးတော့เนาะဟိုကိုမျိုးဘာသာသာသနာတော့ဗောနော်ကိုတိုင်းပြည်ကောင်းစားဖို့ဗောဗျာမျိုးရင်းပြောတာအဲ့ဒါသူ့ဆောင်ရက်ပရိုက်တာလုတ်တာငါပရိုက်တာလုတ်တယ်ပရိုက်တာလုတ်ရတဲ့အတိုင်းဗောငါနှစ်ပေါင်း20ကျော်ဒီလောက်ထောက်ကြတာငါလုံးမိတာမှားလေခြင်းဆိုပြီးတော့တခါတလေများနောင်တရတာမျိုးများစိတ်နေမဖြစ်ဘူးလားဗျာတခါမှမဖြစ်ဘူးဗျာတခါမှနောင်တမရဘူးဗျာအဲ့ဒါတပည့်တော်ကူလေအဲ့ယုံကြည်ချက်ရှိတယ်ဗျာအလုတ်တစ်ခုကို ရုတ်တရက်ဒေါသဖြစ်လို့တပည့်ကိုဆူလိုက်တာငေါက်လိုက်တာတို့ဒီလိုကိစ္စကလွဲပြီးတော့လုပ်ငန်းကြီးတစ်ခုကိုလုပ်တော့မယ်ဆိုရင်တပည့်တို့ကြိုးပင်းစဉ်းစားတယ်။ကိုကိုကိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်အောင်ပြင်ဆင်တယ်။မိမိကိုကိုလက်ပြတန်းအောင်ဘယ်လောက်လုပ်မလဲ။အတတ်နိုင်ဆုံးစူးစမ်းပြီးလုပ်။လက်ပြတန်းအောင်အတတ်နိုင်ဆုံးစူးစမ်းပြီးလုပ်သွားလုပ်ရနေ။အကယ်၍အစုံတစ်ခုချွတ်ချော်မှုတိမ်ပါမှုဖြစ်ခဲ့ရင်တောင်တပည့်တို့နောင်တမရဘူး။အခုလည်းနောင်တမရပါဘူးဗျ။အဲ့ဒီကိစ္စ။ တော့ဆရာတော့ခုနောက်ဆုံးအနေနဲ့ပေါ့လေလက်ရှိအစိုးရကိုပေါ့နော်ဆရာတော့ဗာဒီမင်းပြောကြအခုလက်ရှိအစိုးရကိုအကြပေးတယ်ဘုန်းကြီးလည်းလာတယ်အခုနောက်ဆုံးအနေနဲ့ပေါ့လေဟိုလက်ရှိဟိုပါပေါ့အစိုးရပေါ့နော်ဦးသိန်းစိန်စိုးကဟိုသူတို့ပြောတာအရတားအစိုးရပေါ့ဗျဟုတ်ပြီအဲအခုအကောင့်ဘက်ကိုသွားနေတယ်လို့မြင်လားဆရာတော့နောက်ဆုံးနေတယ်လို့မြင်လားရက်တက်နေတယ်လို့မြင်လားဆရာတော့ဘယ်လိုမြင်လဲ ကောင်းဘက်ကိုသွားတယ်ဆိုရလူပြောလို့ရှိရင်ကောင်းဘက်ကိုတမတကြီးနဲ့လွတ်တော်ကတော့အကောင်းဘက်ကိုသွားမဲ့လက္ခဏာလေးတွေ့ရအဲ့ဒါတော့လက္ခဏာလေးတွေ့တယ်ဆိုရမယ်ရှိပါသေးတယ်အခုချိန်အထိကျန်တဲ့တမတော်နဲ့တမတော်ခေါင်းဆောင်အောင်းကြီးကတော့အဲနောက်ခရုနီတွေပေါ့အဲသူတို့ကတော့ငကို နေရာဟောင်းကိုသူတို့ပြန်သွားခြင်းတဲ့သဘောရှိအဲအဲ့အနေထားဆိုတော့အဲဘသူအားသာကြမယ်အာနာအစစ်မှန်ဘသူစီရှိတယ်ဆိုတာအဲ့ဒါအဆုံးပြတ်ပေးလိမ့်မယ်ဟိုဟိုပြီးတော့ဟိုထပ်ပြီးတော့ပေါ့လေတခုမေးတင်တယ်အခုဆက်ပြောင်းလုံးဂျင်းဒီစီကန်တိမစီမံကိန်းမှာဆိုလို့ရှိရင်ဟိုဒီရဲတွေလို့ပြောတာပေါ့နော် ဆန္ဒပြတဲ့ငင်းငင်းသာဆန္ဒပြတဲ့တန်ဃာတွေမီးလောင်ပုံးနေဖြစ်တဲ့အတွက်အဆေးုံတာတန်ဃာတွေလည်းအကြီးပြားနေမိတော့လည်းကြည့်ကြည့်မကောင်းရှုမကောင်းပါဘူးနော်။ဒါမျိုးတွေအကျံဖက်ဖြုတ်ခွင်းတာခံရတယ်။ဒါကတော့မှရလည်းမီးလောင်။အဲ့ဒီကိစ္စအပေါ်မှာရောဒီလိုဖြည့်ရှင်းတဲ့အပေါ်မှာပေါ့လေ။ဆရာတော်ဟိုလက်ရှိအဆိုရဒီကိစ္စတွေဘယ်လိုမျိုးဖြည့်ရှင်းသင့်လဲ။ဒါမျိုးတွေလောက်တာ အကျံဖက်မှုလို့ဆိုရမြင်။ဟာအကျံဖက်မှုပါပဲ။အကျံဖက်မှုပါပဲ။အထူးသဖြင့်အဲ့မီးလောင်ပုံးလိုအမျိုးပါတာအကျံဖက်မှုပါ။နိုင်ငံတကာမှာဆန္ဒပြမှုတွေပါတယ်မှာ ခက်ခဲလာပြီဆိုလို့ရှိရင်အခက်ခဲလာပြီဆိုရင်အကြက်တဲရလာတဲ့ခါကျလို့ဒီမိဘဘုံတို့အဲနောက်ဒီမျက်ရည်ဘုံတို့ဒါတွေတုံးတာတွေရှိပါတယ်မိသားပိုက်တို့ဟာမျိုးရေနဲ့ပက်ဖြန်းတာတွေရှိပါတယ်ဒါပေမဲ့ခုအဆင့်ကအဲ့ဒီတိုင်နှစ်ခုလုံးကိုလုံးဆရာမလို့မိသားပိုက်တွေရောဘာတွေရောဘာမှကိုလုံးဆရာမလို့ဘောလို့သူတို့ကလမ်းကြောင်းပေါ်တက်ပြီးလမ်းလျှောက်နေတာလေထိုင်တဲ့ဘိတ်ဖြစ်တဲ့အတွက်အဲ့ဒီတိုင်မလုံးတဲ့ဘယ်အချက်မှအခုလုံးတဲ့များအားတွေကသူတို့အကုန်လုံးအကြံဖက်မှုဆို နောက်ပြီးတော့ဟိုဥပဇင်းတွေကတောင်းမှန်ဖို့ပေါ့လေပြောတဲ့ခါကျတော့တောင်းတော့တောင်းမှန်ပါလေဒါပေမဲ့ဆန္ဒပြတာတရားအမဟာနာဆရာတော်တွေကိုတောင်းရှိတဲ့အစိုးရအဖွဲ့ပုဂ္ဂိုလ်တွေကသွားတောင်းမှန်အဲ့တော့ဥပဇင်းတွေကခုဘာဖြစ်လဲဆိုတော့ဟိုခုတ်ရတခြားရှားတခြားပေါ့ရမဆိုင်ဘူးပေါ့နော်တကယ်တောင်းမှန်ကြလို့ရှိရင်ဒါရတဲ့ခုတော်တွေကိုပဲလုတ်တဲ့ပုဂ္ဂိုလ်တွေကတောင်းမှန်မှာအခုကတောင်းမှန်ခံတဲ့ပုဂ္ဂိုလ်လည်းဒီရေးခဲမှာပါတာမဟုတ်လို့တောင်းမှန်တဲ့ပုဂ္ဂိုလ်တွေလည်းဒီနေ့ပဆိုင်တဲ့ပုဂ္ဂိုလ်တွေပြီးတော့မှန်ပါတယ်ဒါဟိုပြောစရာတွေဖြစ်တာမှာမကြည်အေးနိုင်ဖြစ်တာပေါ့ အဲဒီကိစ္စကိုတန်ဃာတွေဘက်ကလည်းကြည်နေနေဖြစ်အောင်ဒီကိစ္စကြီးလည်းပြည်တယ်ပေါ့ဗောလေဟိုတူတူချင်းချင်းပေါ့ဗျဘယ်လိုလုပ်ရင်စစ်ပြီးမလို့ဆရာတို့အဲကျူးလွန်တဲ့ကာယကံရှင်တွေတာဝန်ရှိတဲ့လူတွေပေါ့သူတို့ကိုယ်တိုင်အကျူးလွန်ခံရတဲ့ပုံကိုယ်တွေစီမှာဝန်ချတောင်းပန်ရအောင်သုံးချိန်တိတိတောင်းပန်ရအောင်ဒါဝင်းကြီးတို့လမ်းကြောင်းမှာရှိပါတယ်ခေါက်ကဝတ္ထုထဲမှာပေါ့ပါတယ်ဝင်းကြီးစလိုပါပါလိတော့ခေါက်ကဝတ္ထုထဲမှာပေါ့ပါတယ်အဲ့တော့ခေါက်ကဝတ္ထုထဲမှာပါတယ်ဆိုတော့ကကြတော့ ခုနကဝတ္ထုတွေဘာထောက်ထားပြတယ်ဆိုတော့ပတ္တနေကိုစနာကံပြူခြင်းအင်္ဂါ၈ချက်ထဲမှာပါပါတယ်အဲအဲ့ဒါပါတဲ့အတွက်ကြောင့်ဒီဘုရားတရားတန်ခါယရဏ၃ပါးကိစ္စမှာအာနည်းနည်းပါပါလေးပြမရင်တောင်မှပတ္တနေကိုစနာကံလုံးနေတာဆိုတော့ဥစဉ်ကသွေးရင်တောင်သွားတာပတ္တနေကိုစနာကံထက်မြားဖြစ်မလားအဖြစ်ရင်တော့လည်းအဲ့လောက်ထိလည်းမကောင်းဘူးအစိုးရအနေနဲ့လည်းမကောင်းဘူးတပည့်တော်တို့ဘက်ကလည်းထပ်လို့ပါမကောင်းဘူးပေါ့လေ အဲဒီအပြောရလို့ရှင်တော့90ခုပတ်တနေကုစနာတော့လည်းဒီတိုင်းပါပဲ90ခုပတ်တနေကုစနာကိစ္စကလည်းသပိတ်လန်နေဆိုတော့ဘယ်သူလန်လာတော့ဆိုတော့အဲသူနဝတကူပေါင်တင်လောက်ကင်စားနေတဲ့ဘုန်းကြီးတွေနဲ့အဲသူတို့ပဲသူတို့ကြောက်တဲ့ဘုန်းကြီးတွေပေါ့ဗျာလွယ်လွယ်လွယ်ပြောရရင်တော့သူတို့ကြောက်တဲ့ဘုန်းကြီးတွေခေါ်တတ်ပြီးတော့တိမ်ထဲမှာတပိတ်လန်ကမောဖတ်တယ်ပါညာနဲ့တပိတ်တော့လည်းဟိုတည်းကကြားလိုက်တာပါပဲအဲ့ဒီတိုင်းပြတကယ်တမ်းဥယေဥတာတပိတ်တော့နဲ့တခန်းနဲ့အဲ့ချိန် သူတို့တပိတ်လန်နေတဲ့အချိန်မှာတပိတော်နဲ့ဥယျာဉ်တာတခါနဲ့နေအဲဒါဆိုတော့ပတ္တနေကုသနာဥက္ကဋ္ဌဆရာတော်ကိုလာတောင်းပန်တောင်းပန်ဥယျာဉ်တာကိုတောင်းပန်ဥယျာဉ်တာကိုထောင်ချပြီးတော့အခြားသောပုဂ္ဂိုလ်များကိုသွားတောင်းပန်နေဆိုတဲ့အခါကျတော့အိဗေယံမရှိဖြစ်သွားတယ်ခုလေအရှင်ဘုရားမေးတဲ့မေးခွန်းထဲမှာအဲ့ဒီတိုင်ပါလို့ဗျာခုကတခြားရှာတခြားတရားခံတခြားတရားလူကတခြားအဲ့တော့တောင်းပန်တဲ့လူနဲ့အဲအပြုခံရတဲ့လူနဲ့ပြုတဲ့လူနဲ့ထိတ်တိုက်တွေ့ပြီးတော့တောင်းပန်မှသာလဲ 半年供应献金有的就个，有几个嘞？不党员拿着，党员人贡献金也就几对对啊，所以现在就就是这么个。对